စိတ်ပြက်အားငယ်မှုတွေကြုံတွေ့ခံစားရတဲ့အခါခါတိုင်းမှာနှုတ်တို့ရဲ့ဘုရားသခင်ကြီးအသက်ကြာကိုခွန်အားပေးနေမှာဖြစ်ပါတယ်ကျေးဇူးတော်ဘုရားသခင်ရဲ့ကြီးစွာတော်ကိုချီးမွမ်းပါတယ်။တရားတည်တနာဝင်ကခွင့်ပေးတော်ရန်ကုန်ကချင်းနှင့်ချင်းအသင်းတော် ။စပင်းနဲ့ page မှာတာဝန်ရှိသူများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အတူတကွာခွန်အားယူကြမဲ့ဒေသနာကောင်းစဉ်ကတော့ဒုက္ခရောက်ရင်သာဝဘုရားကိုတောင်းကြပါ။ဒုက္ခရောက်ရင်သာဝဘုရားကိုတောင်းကြပါ။ကောင်းစဉ်လေးဖြစ်ပါလေ။ချေပြူကျန်းစာတော်များကိုဖတ်ချလိုပါတယ်34ခုမြောက်သောစာလံအပိုင်း19 34ခုမြောက်သောစာလံအပိုင်းငယ်ဆက်ခွန်ဖြောင်းမှတ်သောသူတို့သည်အော်ဟစ်သောအခါသာရဖျားသည်နားချောင်၍သူတို့ကိုခတ်သိမ်းသောဆင်းရဲထက်ကကယ်လွတ်ကြောင်းနောက်တစ်ပိုက်ဖတ်ကြားလိုပါတယ်56ခုမြောက်သောစာလံအပိုင်းငယ်1 46ခုမြောက်သောစာလံအပိုင်းငယ်1 ဖရာသခင်သည်ငါတို့ခေါလုံရဖြစ်၍ခွန်အားကိုပေးတော်မူ။ပေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်ကြောင်းထင်ရှားရဲ့ရှိ၏။ဒီကနေ့ခေအချိန်ခါကလူနဲ့ဒုက္ခဆိုတာခွဲကြလို့မရအောင်တွေ့ကြုံရင်ဆိုင်ရတဲ့အခြေအနေဖြစ်ပါတယ်။လူမှုပေါင်းတဲ့ဆက်ဆံရေး နေပယ်ဖြစ်ဖြစ်ဘာသာရေးနေပယ်မှာပဲဖြစ်ပါစေစီးပွားရေးပညာရေးစသဖြင့်လူသားမှန်သမျှဒုက္ခကိုခံစားကြရပါတယ်ဒီလိုဘေးဒုက္ခတွေခံစားကြရတဲ့လူသားတွေများစွာချင်းမှကျွန်တော်ဂျမားတို့တယောက်ချင်းစီတိုင်းကိုဖရာသခင်ရဲ့ပူမြမဆချင်းဘလို့ရှင်းနေလဲဆိုတော့ ဆက်လက်ခွန်အားယူကြရအောင်ပထမတစ်ချက်အနေဖြင့်ဘုရားသခင်သည်ငါတို့ခေါ်လုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘုရားသခင်သည်ငါတို့ခေါ်လုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏လို့ဟောပြထားပါလေနေ့စဉ်အသက်ရှင်ခြင်းမှာလုံခြုံမှုတွေ အားနေနေပြီလားစာကိုနေရင်အတွက်စိတ်ဖြစ်စည်းမှုတွေခံစားနေရပြီလားမိဘတွေကမိမိရဲ့သားသမီးတွေအတွက်စိုးရိမ်ပူပန်မှုတွေအထူးသဖြင့်လူငယ်တွေလည်းအနာဂတ်ဝေဝါးလာတယ်စိတ်ဓာတ်တွေကျလာတယ်ခွန်အားတွေချိနဲ့လာတာကိုတွေ့မြင်နေရပါတယ် ဘယ်လိုအခြေအနေအမျိုးမျိုးနဲ့ကြုံတွေ့နေရပါစေကျွန်ုပ်တို့ရဲ့ဖရာသခင်သည်ဘဝရဲ့လုံခြုံမှုကိုပေးနေမှာဖြစ်ပါလေစိတ်ပြတ်အားငယ်မှုတွေကြုံတွေ့ခံစားရတဲ့အခါခါတိုင်းမှာကျွန်ုပ်တို့ရဲ့ဖရာသခင်သည်အသက်တာကိုခွန်အားပေးနေဖြစ်ပါလေဆိုတော့ပထမတစ်ချက်အနေဖြင့်ဟောပြ လို့ပါပဲဒုတိယချက်အနေဖြင့်ဘေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်ကြောင့်ဘေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်ကြောင့်လို့ပေါ်ပြထားပါတယ်ဒီကနေ့အမျိုးမျိုးသောပြန်လေးတွေကနေစဉ်နဲ့အမြတ်နှုတ်တို့ကြုံတွေ့နေရပါတယ်ဒုက္ခရောက်နေရတဲ့လူတွေလည်းပိုပြီးတော့များလာတာ တွေ့ရပါဘူး။ဒါပေမဲ့ကျွန်တို့ရဲ့ဘုရားသခင်ကတော့ကျွန်တို့လောကထဲမှာအသက်ရှင်နေရတဲ့အချိန်မှာဘေးဒုက္ခတွေတွေ့ကြုံရင်ဆိုင်နေရတော့လေ၊ကုညီမှုတွေ၊မာစာမှုတွေအမြဲတမ်းပေးနေမှာဆိုတာ။နောက်ကပတ်တော့အားဖြင့်ဂတိတော်ပေးထားတာဖြစ်ပါလေ။ဆက်စွာတော့ဓမ္မမိတ်ဆွေများ ကျွန်တော်ဂျမတို့အားလုံးဟာလောကမှာလူသားတယောက်ဖြစ်နေအသက်ရှင်ရပ်တည်နေကြတာဖြစ်တဲ့အတွက်ဒုက္ခနဲ့တော့ရှောင်လွဲလို့မရပါဘူးဒီကဲ့သို့ဒုက္ခရောက်တဲ့အခါမှာဘုရားသခင်သည်သာသမီဖြစ်ခြင်းကိုတတိယရက်ဒုစရိုက်ကိုလွဲရှောင်ပြီး ဖြောင့်မမှန်ကန်စွာအသက်ရှင်ဖို့ပဲဖြစ်ပါလေ34ခုမြောက်သောဆာလအပိုင်ရဲ့ဆက်ခွန်မှာဘလို့ဖော်ပြထားလဲဆိုရင်ဖြောင့်မတော်သူတို့သည်အော်ဟစ်သောအခါသာရဖျားသည်နားချောင်၍သူတို့ကိုခတ်သိမ်းသောစီရဲတွေကကဲလို့ကြုံပြီးတော့ဖော်ပြထားပါလေဘုရားသခင်သည် ခတဲ့တော့ဆင်းရဲဒုက္ခထဲမှာကယ်လို့ပေးနိုင်ကြောင်းကိုယုံကြည်လျက်ဖရာသခင်ကိုနှလုံးသားထဲမှာတောင်းတညော်နေလျက်ရှေ့ဆက်ကြပါစို့လို့နှုတ်ကပတ်တော်အားဖြင့်ဖုံအားပေးပါလေကျမ်းနာတော်ဓမ္မမိတ်ဆွေကြီးကိုမှမတယောက်ချင်းစီတိုင်းအပေါ်မှာဖရာသခင်ရဲ့ကောင်းကြီးမင်္ဂလာဝေကာမစာချင်းတွင် နေ့ရက်အစတိုင်းမှာခံစားရကြပါစေလို့ဘုရားတော်အပြည့်တိုက်တွန်းခေါ်အပ်ပြီးလည်းဒီကုန်ချုပ်ပါလေ